နံပါတ်1အေဘရာဟမ်လင်ကွန်အမေရိကန်သမရ1869ခုနှစ်မြောက်မှာတော့သမရဆိုတဲ့ပုဂ္ဂိုလ်တွေမှာယနေ့ခေတ်တွေလို လုံခြုံရေးနှိမ့်ချတာမျိုးမရှိသေးပါဘူးအမေရိကန်ရဲ့16ဆမြောက်သမရဖြစ်တဲ့အေဘရာဟမ်လင်ကွန်ဟာဆိုရင်လူလူနဲ့နီနီကက်ကက်နေခဲ့တဲ့နိုင်ငံခေါင်းဆောင်တယောက်ဖြစ်နေထင်ရှားပါတယ်သူဟာဝါရှင်တန် DC ရဲ့လမ်းမတွေပေါ်မှာပေါ်ရီကက်မပါပဲလမ်းလျှောက်တာမျိုးမကြာခဏပြုလုပ်လို့ရှိပါတယ်ပြီးတော့ ူဟာဘော်ရီယက်မှာပါပဲယထာလုံးနဲ့တဦးရဲခရီးသွားတွေလည်းရှိပါသေးတယ်။ပြည်တွင်းစစ်အတွင်းမှာတောင်မှလင်ကွန်းဟာစစ်မျက်နှာပြင်ရဲ့ရှေ့တန်းစစ်မြေပြင်တီသွားရောက်ပြီးစစ်သားတွေကိုလူကိုယ်တိုင်အပိစကားပြောတာမျိုးပါပြုလုပ်လေးရှိပါတယ်။သူယုံကြည်တာကတော့လူတွေကိုကောင်းဆောင်နိုင်မှုလူရုနဲ့နီးကပ်စွာရှိနေရမယ်လို့ယုံကြည်ထားကြတာပါ။ဒါပေမဲ့ကံမကောင်းစွာနဲ့အဲ့ဒီနီးကပ်စွာရှိနေမှုကသူ့အသက်ကိုတေဆုံးမှုဖြစ်လာခဲ့တာပါပဲ။ ဧပြီလ14ရက်နေ့1865ခုနှစ်ပိုပြဆက်ရုံမှာလင်ကွန်ဟာဂျွန်ဝှိုက်ဖို့ဆိုတဲ့လူရဲ့လောက်ကျန်တက်ပြတ်ခြင်းကို ခံခဲ့ရပါတယ်။တနက်အမီနဲ့အမျိုးအစားကတော့ Beringer Pistol လို့ခေါ်တဲ့44 caliber ထက် single shot အမျိုးအစားဖြစ်ပါတယ်။အဲ့ဒီအချိန်မှာလင်ကွန်ကိုအနီးကပ်ဆောင်ရှောက်ဖို့ရဲသားတအူးရှိခဲ့ပေမယ့်အဲ့ဒီရဲသားလမ်းလျှောက်ထွက်သွားတဲ့အချိန်မှာလောက်ကျန်ခံခဲ့ရတာပါ။လင်ကွန်တည်ဆုံပြီးတဲ့နောက်မှာတော့ American စိုးရဟာ တမရကိုအနီးကပ်ဆောင်ချောက်ဖို့လုံခြုံရေးယူနစ်တစ်ခုဖွဲ့စည်းဖို့လိုအပ်တာကိုနားလည်လိုက်ကြပါတယ်။အဲ့ဒီဖြစ်ရနောက်မှာအခုကျွန်တော်တို့သိတဲ့တမရလုံခြုံရေးအဖွဲ့တွေဖြစ်ပေါ်လာဖို့လမ်းစာပြုခဲ့တာဖြစ်ပါတယ်။